မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့ရက်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ကာဝရဖျားထံတော်မှခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အားဖြင့်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ရှမသဲခရစ်ဝင်ကျမ်းအခန်းကြီး6အပိုင်းငယ်20ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါတယ်တန်ချေးပိုးရမဖြက်စည်း၍တခိုးမထွင်းမဖောက် အခိုးမယူရာ ကောင်းမြင်ပုံ၌ဗန္ဓာကိုစီးပူးကြလော့ဒီနေရာမှာသခင်ယေရှုခရစ်တော်က မြေကြီးဗန္ဓာကို မစီးပူးကြနဲ့ဒါတွေကတန်ချေးပိုးရွတ်ဖြစ်စီးနိုင်တယ်ကောင်းကင်ဗန္ဓာကို စီးပူးကြကောင်းကင်ဗန္ဓာကတော့တန်ချေးပိုးရွတ်မဖြစ်စီးနိုင်ဘူးဆိုပြီးတော့မှသွန်သင်တာကို တွေ့ရပါတယ်မြေကြီးຢာတွေကိုမဆွဲလန်းစေချင်ဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်လူရဲ့စိတ်နှလုံးက ကိုယ့်ရဲ့ဘန္နာရှိတဲ့နေရာကို ရောက်တတ်တယ်လို့သခင်ရှုကဆက်လက်သွန်သင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့စိတ်နှလုံးက မြေကြီးဘန္နာကိုပဲစိတ်ဆွဲလန်းနေတယ်ဆိုရင်ကောင်းကင်အရာကိုညှင်းပယ်မိမှာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကောင်းကင်ဘန္နာကို စိတ်ဆွဲလန်းတဲ့သူကတော့မြေကြီးအရာကိုညှင်းပယ်နိုင်မှာပဲဖြစ်တယ်လို့နားလည်ရပါတယ်။ဒီလိုပြောတော့ကျွန်တော်တို့ကမြေကြီးပေါ်မှာဥစ္စာတဏှာတွေ မရှာဖွေရဘူးလို့ဆိုလိုတာမဟုတ်ပါဘူးကျွန်တော်တို့နေ့စဉ်စားဝတ်နေရေးလိုအပ်ချက်တွေအတွက်ကျွန်တော်တို့ကိုယ်စွမ်းရှိသမျှဉာဏ်စွမ်းရှိသမျှနဲ့လောက်ကန်ရှာဖွေစားတော့ကြရတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒီအရာတွေက ကျွန်တော်တို့ဝိညာဉ်ရေးရာကို လေ့လူ ရှုရလောက်အောင်အစိတာမဖြစ်ဖို့လိုပါတယ်ဒါကြောင့်သခင်ရှုကပြောပါတယ်မျက်စိကကိုယ့်ရဲ့စီမီးဖြစ်တယ်တဲ့မျက်စိကြည်လင်လင်တကိုယ်လုံးလင်းမယ် မျက်စိမေ့ရှက်လျင် တကိုယ်လုံးမိုက်လိမ့်မယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။အဲ့တော့ဒီနှုတ်ကပတ်တော်ကို ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့အမြင်အာယုံတွေကဝိညာဉ်ရေးရာကို ရှင်းလင်းစွာ မြင်တတ်ဖို့လိုပါတယ်။ဝိညာဉ်ရေးရာကိုရှင်းလင်းစွာမမြင်စေတဲ့အရာကလည်းမြေကြီးအရာတွေကြောင့်ဖြစ်တယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။ဒါကြောင့်မလို့မြေကြီးအရာကိုဆွဲလန်းနေသူဟာ ကောင်းကင်အရာကိုမဆွဲလန်းနိုင်ဘူး။ မြေကြီးအရာကြောင့်ကောင်းကင်၌ရှိသောထာဝရတည်တဲ့အရာကိုပင်မမြင်နိုင်စေဘူးလို့ကျမ်းစာအဖြစ်သိရပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့နေ့စဉ်အသက်ရှင်မှုမှာဘုရားသခင်ကိုယ့်ကိုပေးထားတဲ့အချိန်အားကြီးအစွမ်းတက်တီတွေကို ကောင်းဆုံးအသုံးချပြီးတော့မှအသက်ရှင်သွားလာနေထိုင်ဖို့ရုန်းကန်ကြရတာမှန်ပေမဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်မျက်စိတွေပိတ်လောက်အောင် ကျွန်တော်တို့ရဲ့နှလုံးသားတွေကောင်းငင်အရာကို မမြင်နိုင်လောက်အောင်မဆွဲလန်းနိုင်လောက်အောင် မဖြစ်ဖို့လိုပါတယ်။ဒါကြောင့်မလို့တန်ချေးပိုးရဖြစ်စည်းတတ်တယ်ဆိုတာကိုစိတ်ထဲမှာ မှတ်ပြီးတော့မြေကြီးဘန္နာတွေကို ရှာဖွေတဲ့အခါမှာမတီမြဲဘူးဆိုတဲ့သဘောကိုနားလည်ပြီးထာဝရတီမြဲခြင်းအရာကိုဖန်ဆုပ်နိုင်ဖို့လိုပါတယ်။ချစ်တော်မိဘကြီးကိုမောင်နှမတို့ကောင်းကင်အရာကိုရှာဖွေတတ်စေဖို့ရန်အတွက်ပြင်ဆင်ကြရအောင်။နှလုံးသားတွေကိုလည်း ဝိညာဉ်ရေးရာကိုဆွဲလန်းစေဖို့ရန်ပြင်ဆင်ကြရအောင်ကျွန်တော်ရဲ့မျက်စိတွေကြည်လင်ပြီးဘယ်အရာကထာဝရတည်တဲ့အရာဘယ်အရာက တခဏတည်တဲ့အရာလဲဆိုတာကို မြင်အောင်ကြည့်ကြရအောင်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဟာဒီစည်းစိမ်ဥစ္စာတွေကြောင့်လမ်းမပြောက်ဘဲဒီစည်းစိမ်ဥစ္စာတွေကြောင့်ဝိညာဉ်ရေးရာမှာကြဆင်းခြင်းမရှိဘဲနဲ့အဲ့ဒီစည်းစိမ်ဥစ္စာတွေကထာဝရတည်မြဲစေဖို့ရန်အတွက် ထောက်ကူဖြစ်စေမှာဖြစ်တယ်။ထာဝရအတွက်အဲ့ဒီဥစ္စာစည်းစိမ်တွေကိုအသုံးပြုနိုင်မှာဖြစ်တယ်လို့နားလည်သိရှိစေချင်ပါတယ်။ဒါကြောင့်တန်ချေးပိုးရဖြစ်စည်းတတ်တဲ့အရာလားမဖြစ်စည်းနိုင်တဲ့အရာလားဆိုတာကို ခွဲခြားစွာသိပြီးတော့စိတ်နှလုံးကို ပြင်ဆင်ကြရအောင်ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုရုကိုကျေးဇူးတင်ပါတယ်။ပျက်စီးတတ်သောဘန္နာတွေကို စီးပူးရင်းနဲ့ကိုယ်တိုင်ပျက်စီးမသွားဘူးကိုရုရှင်ဘုရားမာစာပါ။ ထာဝရတည်တဲ့အရာကို စိတ်ဆွဲလန်းပြီးတော့အသက်ရှင်နိုင်ဖို့မဆပါပုံကြီးခြင်းဂုံပြုခြင်းအလုံးစုံကို ကိုရောအားပေးပါတယ်ကိုရောဖျားဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောရဲ့ဘုံတော်ထင်ရှားလျက်မြေကြီးဘန္နာထက် ကောင်းကင်ဘန္နာကိုစီးပူးတက်တော်သူဖြစ်စေပါမိမိရဲ့စီးစဉ်ဥစ္စာဘန္နာရှိသမျှကြောင့်ဝိညာဉ်ရေးရာမျက်စိအလင်းမကွယ်စေဖို့စိတ်နှလုံးဖောက်ပြန်မာယွင်ခြင်းမရှိစေဖို့ မစားတော်မူပါ ထိုစည်းစိမ်များအပြင်ကောင်းကင်ဘန္တာစီးပူးတက်စေပါ တနေ့တာလုံးတွယ်လက်ဝဲအနန်ဆုတောင်းတဲ့အခါမှာသခင်ယေရှုခရစ်တော်နာမ၌ဆက်ကအနန်ဆုတောင်းပါ၏အာမင်